size တူတူထည့်မယ်ဆိုရင်တော့သုံးလို့မရဘူးမဟုတ်သုံးလို့ရတယ်ဟုတ်အဲ့တော့ကျွန်တော်ကဒီမရဘူးမရဘူးဆိုရင်ဟိုမရဘူးပြောလို့မင်းတော့ရတယ်လေပြောမှာဒါပါဒါပေမဲ့ disadvantage ပေါ့ဘာတွေ disadvantage ဖြစ်နိုင်လဲဆိုတော့ number 1ပြောရမယ်ဆိုရင်တော့ range ကြောက် range ကကြောက်သွားမှာ rolling resistance ကတူမှာမဟုတ်ဘူးတော့ battery ရဲ့ပုံမှန် range ကကြောက်သွားနိုင်တာပေါ့နောက်တစ်ခုကအတန်ဆူမယ်ဟုတ်ကဲ့ဆရာဟုတ်နောက်တစ်ခုကအတန်ဆူမယ် တတိယတစ်ချက်ကအရေးကြီးတယ်အဲ့ဟာကတော့ safety related ဖြစ်သွားတယ်ဟုတ်ကဲ့ဆရာအဲ့ side wall ပါနေတယ် size 2လေဟုတ်ကဲ့ဟုတ်ဘတ်ဟိုကဒီအဲကျွန်တော်ဘတ်ဝိတ်ကလည်းများနေအဲ့တော့ခုလိုင်းနေမှာ high speed နဲ့မောင်းနေမှာစောက်နေစောက်တဲ့ချိန်မှာတာယာပုတ်ထွက်သွားတယ်နော်ဒါပါဆရာနော်ဒါတာယာပုတ်ထွက်သွားတယ်နောက်တစ်ခုကတာယာအစာအယမ်းမြန်နေတယ်ဟုတ်ကဲ့ဆရာပုံမှန် EV တာယာထည့်ထားတဲ့ကားကြီးကကီလို6000မောင်းလို့ရတယ်သူ3000လည်းဖြစ်ချင်ဖြစ်မယ်4000လည်းဖြစ်ချင်ဘာလို့လဲဆိုတော့ခုနပြောတဲ့ grip မှာလည်းကွာနေတယ်သူကတော့ပြောတဲ့ top အမြင့်နေမှာမောင်းတဲ့အချိန်ကအောက်မှာ rubber ရရနေတဲ့အချိန်လေးဟုတ်ကဲ့ဆော construction မတူဘူးဟုတ်ကဲ့ဆောနောက်တစ်ခုကအစိုးဆုံးကတော့ safety issue ပေါ့ခုနက cornering နေ high in high high jump down ဆိုပါကိုယ့်ရဲ့အချိန်ဒီမှာညီမကြိုက်ခုနကပြောတဲ့ grip မှာကွာနေတဲ့အတွက်ကြောင့်အန္တရာယ်ရှိနိုင်တာဟုတ်ကဲ့ဒါပေမဲ့ခုနကပြောလို့ပုံမှန်မောင်းနေတဲ့လူထားသားထလာရုံသွားအိမ်သွားလူတွေတွားမဲ့လူတွေတော့ကျွန်တော်ကလဲလို့ရတယ်ပဲပြောအောင် ဒါပဲခုနပြောတဲ့အချက်လေးဆိုတာဒါအဲ့လိုမှမဟုတ်ဘူးကိုကလည်း performance နဲ့ကြိုက်တယ်အတကုံမြင်းနဲ့ကားကိုလည်းချစ်တဲ့တူကားကလည်းမောင်းတဲ့လူဆိုရင်တော့ကျွန်တော်ကတော့တော့အားမပေးဘူး safety issue ရှိတယ်